ရခိုင်မြို့သိမ်းတိုက်ပွဲတွေမှာဖမ်းဆီးရမိထားတဲ့စစ်သုံးမန်းတွေ အထက်ကစစ်သုံးမန်းနဲ့သုံးမန်းမိသားစုဝင်စုစုပေါင်း1200ကျော်ကိုလေးလအတွင်းအရခတက်တူအီအီကပြန်လုပေးထားပြီလို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလကနေအခုမေလအထိ1266ယောက်ကိုလွှတ်ပေးထားတာဖြစ်တယ်လို့အီအီရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။ဖေဖော်ဝါရီလပထမပတ်အတွင်းစစ်သုံးမန်းမိသားစုဝင်136ယောက်နဲ့ဒုတိယပတ်မှာ ဒုတိယရေမူကြီးတယောက်အပါအဝင်စစ်သုံးပန်း198ယောက်ကိုလွတ်ပေးခဲ့ပါတယ်။ဒါအပြင်မင်းပြမျိုးတိန်တိုက်ပွဲအတွင်ဖန်စီယာမိခဲ့တဲ့စစ်သုံးပန်းနဲ့မိသားစုဝင်တွေထေကအယောက်190ကိုဧပြီလ23ရက်နေ့မှာလွတ်ပေးခဲ့ပြီးမေလ16ရက်နေ့မှာလေ225ယောက်ကိုထပ်မံလွတ်ပေးခဲ့ပါတယ်။အဲ့ဒီနောက်မေလ18ရက်နေ့မှာဘူတီတော်တိုက်ပွဲအတွင်ဖန်စီယာမိခဲ့တဲ့စစ်သုံးပန်း314ယောက် မေလ19ရက်နေ့မှာမရဦးတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့တဲ့စစ်သုံးပန်း184ယောက်နဲ့မောင်တော်မြို့သိမ်းတိုက်ပွဲကာလအတွင်းအလင်းဝင်လာတဲ့စစ်သုံးပန်း32ယောက်တို့ကိုလေလွတ်ပေးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မေလ18ရက်နေ့မှာဗုဒ္ဓတော်တိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့တဲ့စစ်သုံးပန်း314ယောက်မေလ19ရက်နေ့မှာမရဦးတိုက်ပွဲအတွင်းဖမ်းဆီးရမိခဲ့တဲ့စစ်သုံးပန်း184ယောက်နဲ့ မောင်နှောမြို့သိမ်းတိုက်ဝဲကာလာအတွင်းအလင်းဝင်လာတဲ့စစ်သုံးမှန်း32ရောက်တို့ကိုလေလွတ်ပေးခဲ့တယ်လို့သိရပါဗျ။ ਈ ဟာဖန်စီရမိတဲ့စစ်သုံးမှန်းနဲ့မိသားစုဝင်တွေအပေါ်စိတ်ပိုင်းဆိုင်ရာကူစားပေးတဲ့အပြင်ကောင်းမွန်စွာစောင့်ရှောက်ပေးတဲ့အတွေ့အာရခတက်တော်အပေါ်ကြီးစုတင်တယ်လို့လေပြန်လေလွတ်မြောက်လာတဲ့မရဦးအခြေဆိုင်ခမရ940ကတည်ရင်မှုရဲ့ဇနီး တော်မီသူဝင်းကမေလ20ရက်နေ့မှာအီအီကထုတ်ပြန်တဲ့ရုပ်သံမှာထည့်သွင်းပြောဆိုထားပါတယ်